မင်းအောင်ဖိုင်ကတော့ကြော်မျိုးမီးလုံးမှစောက်ရက်ကအခါခါပွဲပြီအဲ့ဒါဘာလဲဆိုတော့အာဆီယံအစည်းအဝေးတက်မယ်ဆိုပြီးတော့เนาะညှော်လင့်နေတာအခုအာဆီယံအစည်းအဝေးတက်ဖွင့်မရှိတဲ့ဟာကိုအตาလေးမငြိမ်နေပဲနဲ့ဘာလုပ်လဲမင်းအောင်နိုင်ကမတက်တာတဲ့အာဆီယံအစည်းအဝေးကတက်ဖွင့်ရှိတယ်တဲ့နားထောင်ကြည့်ပါဓမ္မကဲချစ်ပေးတဲ့ချင်မအားလုံးမင်္ဂလာပါဆမ်ပီပရိုဒက်ရှင်ဒီဖန်ပြလက်ချင်ပါတယ်ကဲဟုတ်ပြီကျွန်တော်ဒီနေ့လို့ပေါ်မဲ့ကျွန်တော်နဲ့တူတူကြည့်ရမယ့်ပရိုဒက်ရှင်ကဘာဖြစ်မလဲဆိုတော့ ြောင်မျိုးမြင့်ဖရဲဒီလို့နေလို့မင်းအွန်လိုင်းဆော့ချက်ခွေးပြီဆိုပြီးတော့အာကိုစီပြောတော့တဲ့အာရရှာပြီလို့ပါလီကိုကျွန်တော်နဲ့တူဆုံးချပါလဲပါချီရှုကိုဖိတ်ခေါ်ချပါလဲကဲဒီစကမင်းအောင်ဖိုင်ကတော့ကြော်မျိုးမင်းလုံးမှဆောက်ချက်ကအခါခါပွဲပြီအဲ့ဒါဘာလဲဆိုတော့အာဆီယံအစည်းအဝေးတက်မယ်ဆိုပြီးတော့เนาะညှော်လင့်နေတာအခုအာဆီယံအစည်းအဝေးတက်ဖွင့်မရှိတဲ့ဟာကိုအตาလေးမငြိမ်နေပဲနဲ့ဘာလုပ်လဲ မင်းအောင်နိုင်ငံမတက်တာတဲ့အာဆီယံစီးဝေးရဲ့တက်ခွင့်ရှိတယ်တဲ့နားထောင်ကြည့်ဝါဓမ္မကြည့်လိုက်နော်ကြာခင်ဗျားတို့ယုံလားနားထောင်ကြည့်ဝါကြော်မျိုးမျိုးပြောတာကြည့်ဝါနော်အဲ့တော့ကျွန်တော်တို့တွေတနေ့တနေ့အတိုက်ခံလုပ်ပြီးပြောနေတယ်ဆဲနေတယ်ဆိုနေတယ်ဆိုတာဒီလိုပေါက်ပြရပြောတဲ့ကောင်မျိုးကျွန်တော်တို့ထိုင်ကြည့်နေပေးရမှာလားဟမ်အခုကြည့်ဝါဓမ္မကြီးဘာပြောလဲဆိုတာမိုးကြီးမူကြီးကမလေးရှားကိုသွားမှလားမသွားဘူးလားဆိုတော့မိကုန်းနဲ့ဒီနေ့တော့မလေးရှားဘူဂျိုအီဗရာဟင်ကနေပြီးအန်ဝါအီဗရာဟင်ကနေပြီးမီဒီယာတွေသူဖြေလိုက်တယ်မလေးရှားမီဒီယာတွေမှာဖော်ပြလာတယ်ဘူဂျိုမူကြီးက ဝေချုံမှုကြီးကမတက်ရောက်မှမတက်ရောက်ဖြစ်မတက်ရောက်ဖြစ်တက်ရောက်ဖြစ်မှမထင်ဘူးလို့သူကပြောတာဆိုတော့ခင်ဗျာစကလုံးလေးပြောမယ်အခုပြည်ပြည်အုပ်စုတွေနဲ့ခြားလူတွေရင်းနေကြတာပါလဲဆိုတော့ဝေချုံမှုကြီးကတက်ခွင့်မရတော့ဝေချုံမှုကြီးမတက်ဖြစ်မတက်ဖြစ်တော့ဘူးဝေချုံမှုကြီးတက်ခွင့်မရဆိုတော့ပုံစံမျိုးရေးကြတာတွေ့ရတယ်ဆိုတော့တက်ခွင့်မရဘူးဆိုတာနဲ့တက်ရောက်မှမဟုတ်ဘူးလို့ပြောတာနဲ့စကလုံးနှလုံးရဲ့အတိတ်ပဲမြန်မာစာတက်ရင်စာတက်ရင်အင်္ဂလိပ်စာပဲဖြစ်မှာဆိုတော့တက်ရင်စာတက်ရင်နားလေပါတယ်အဲ့တော့ကျွန်တော်ကဒီနေရာမှာစကလုံးနှလုံးမှာရှင်းပြမယ် Anyway Barry ပြောတာကရှင်းရှင်းလေး He will not be attended We are not invited move ရှင်းရှင်းလေး we are not invited him to move him move we are invite not invited him move he will not be attend ဆိုတော့ရှင်းရှင်းလေးအဖြေကငါတို့သူ့ကိုမဖိတ်ခဲ့ဘူးလို့ NY Ibrahim မပြောဘူး तू တက်ချင်မှာမဟုတ်ဘူးလို့ပြောတာ तू တက်ချင်မှာမဟုတ်ဘူးလို့ပြောတဲ့စကားလုံးအတိတ်ပဲကမြုပ်နေတာအများကြီးရှိတယ်အဖြေရှင်းကြုံမျိုးမင်းရဲ့နေအဲ့လောက်တော့ယူလာတန်တမန်ကျင့်ဝတ်ဆိုတာနေမတည်ဘူးလားမင်းအောင်နိုင်ကိုမဖိတ်တာကိုမဖိတ်ဘူးလို့ပြောခွင့်မရှိဘူးလေတန်တမန်ကျင့်ဝတ်ဆိုတာတန်တမန်စီးစောက်ထင်းရတယ်လေဟုတ်တယ်မနိုင်ငံတစ်ခုရဲ့တစ်ခုဆက်ဆက်တဲ့နေရာမှာ နော်တန်တမန်စကလုံးကအင်မတန်အရေးကြီးတယ်တစ်ဖက်ကိုထိခိုက်မဲ့စကားမျိုးကိုအင်မတန်ရှောင်ရှားကြတာဒါနိုင်ငံတကာအတိုင်းဝိုင်းတွေအကျင့်တွေမိမတိလို့လားနောက်တစ်ခုငါပြောပါဦးမယ်သူမတက်ဖြစ်ဘူးလို့ပြောရအောင်မင်းအောင်လှန်ရဲ့တက်မဲ့မတက်ဘူးဆိုတဲ့အရာကိုဒီအနဝါဣရဟန်ကဆုံးဖြတ်ပေးရတာလားမင်းအောင်နိုင်ဆုံးဖြတ်မှာလားအဲ့တော့မင်းအောင်နိုင်တက်မဲ့မတက်ဘူးဆိုတော့ तू မတက်ဘူးလို့ဘာဖြစ်လို့ तू ကပြောနိုင်ရလဲသူတို့မဖိတ်လို့ပေါ့အဲ့သူတို့ဖိတ်ထားရင်အဲ့တက်မှန်မတက်မလားတော့ပြောမတက်ဘူးဒါကတော့ အဲမင်းအောင်နိုင်ရဲ့တဘောပဲရှိတယ်ဟုတ်တယ်မလားသူတို့လည်းဖြစ်ကြမယ်လေဟုတ်တယ်နော်သူတို့ဖိတ်ထားရင်အဲ့တိုင်းဖြစ်ကြမယ်ဘာလို့ဆိုသူတို့ကမင်းအောင်နိုင်ကိုတက်ခွင့်ရှိလို့ဖိတ်ထားရင်တက်မယ်မတက်ဘူးဆိုတာမင်းအောင်နိုင်ရဲ့ဆုံးဖြတ်ကမှာဒီမလေးချောင်းဝင်ကြီးချုပ်ကဆုံးဖြတ်ကမှာပေါ့ဘူးမတက်ဘူးဆိုတဲ့စကားကသူသွားပြောလို့မရဘူးဘာဖြစ်လို့လဲသူတို့ဖိတ်ထားတယ်လေဟိုကတက်ရှင်တက်မယ်မတက်ရှင်မတက်ဘူးသူတို့မဖိတ်ထားတဲ့အတွက်မတက်ဖြစ်ပါဘူးလူကြီးစကားပြောတာလေ အဲ့တော့မဖိတ်ထားဘူးကွာဒီကောင်စောက်စစ်မရှိဘူးအဲ့အစငါတို့အာဆီယံခွေးထဲတောင်တက်ခွင့်မရှိဘူးလို့အဲ့လိုပြောရပါလားကွာဟမ်ကအရက်စကားမဟုတ်ဘူးလေနိုင်ငံတစ်ခုနဲ့တစ်ခုစကားပြောတဲ့နေရာမှာတန်တမန်ကျင့်ဝတ်ဆိုတာရှိတယ်မင်းနားမလဲကြလားဟမ်ဥမာဟွန်ဆန်တော်မသူနဲ့ပြောထားတဲ့အတန်ဖိုင်ကိုထိုင်းဝန်ကြီးချုပ်နဲ့ပြောထားတဲ့အတန်ဖိုင်ဖြန့်ချတာဒါဟာတန်တမန်ကျင့်ဝတ်ဖောက်ဖျက်တယ်ဆိုပြီးတော့ဝိုင်းပြောကြတာမကြဘူးလားမင်းဟမ်ထပ်တန်တမန်ကျင့်ဝတ်ဆိုစောက်ထင်းရတယ်အတူမဖိတ်ထားဘူးမပြောဘူးတက်ခွင့်မရှိအဲမတက်ပါဘူး ။ तू တက်အမတ်တာဒီမလေးရှားဝန်ကြီးချုပ်ကဘယ်လိုတိလို့ရအောင်။ဟမ်။သူတို့ဖိတ်ထားတယ်ဆိုရင်တက်တာမတက်တာမတိဘူးဆိုတဲ့အခြေအနေပဲပြောမှာ။နော်မင်းအောင်ဟိုင်ပဲတိလိုက်ပဲတက်တာမတက်ဘူးဆိုတာ။သူတို့မဖိတ်ထားတဲ့အတွက်တက်လို့မရတဲ့အတွက်မတက်ဘူး तू မတက်ပါဘူးဆိုတဲ့စကားကိုပြောတယ်ရှင်းနေတယ်လေအဲ့ဒါကိုဗါရစင်သိင်းရို့စိတ်တရေနဲ့ထပ်ဖုံးတာမင်းလုံးမမင်းအောင်လာရမရှိတဲ့စောက်ရှက်အခါခါကွဲတာလော်ရင်လည်းဟိုဖြစ်အတိတ်ပဲရှိတဲ့ဟာတွေလော်တွေကဟိုမင်းကဗာနဲ့ဒူးနေပြီလေဆိုတော့ဟိုကင်းကိုမင်းကြီးတယ်ကျွန်တော်တို့ ဟိုငငယ်စာဖတ်ခဲ့ပါတယ်နော်ခေါင်းမင်းပုံကွယ်နာမည်တော့မှိုက်မှာကိုမကြီးဦးကောင်းလားမသိသူ့ရဲ့စာအုပ်ကိုမြင်းထိန်ငတာကသူကလိုက်ပြီးတော့မြို့ထဲမှာလိုက်သွားတာအာကိုမင်းကြီးဦးထိန်စာအုပ်ကဘလို့ကောင်းတာဘလို့ဖြစ်တာခါချီးမွမ်းငန်းဖွင့်ပြီးကိုမင်းကြီးကိုမလုပ်လာတယ်အခုမင်းလုံနေပြီကိုလော်ဘီလုပ်ပေးတယ်ဒါပေမဲ့အဲ့ဒီငတာကပါစာမတတ်ဘူးစာမတတ်တဲ့ကောင်ကစာအုပ်ကိုကောင်းပါတယ်လိုက်ပြောတော့ဟိုကကိုမင်းကြီးဝင်နေတာတီးတော့ ်အတလောင်းနော်ကျွန်တော်လူနာမည်တွေတော့မိုင်းမိုင်းလေးနော်ဇလန်ကြောယူရအဲ့တိုင်းပဲလာဟောယော့မဟုတ်ယူပါနောက်ငါ့စာအုပ်ကိုကောင်းတယ်လို့မပြောနဲ့တိတယ်ရှက်လို့ရှက်လို့ဟောတော့ဘယ်လိုပြောမလဲချီးမိုးကန်ထိတဲ့သူကတိတယ်ဒီကောင်းကြောင့်ငါတိတ်ခါကြမယ်ဆိုတာအခုမင်းနဲ့မင်းတို့အမေလင်မင်းအောင်နိုင်နဲ့ကြတော့မင်းအောင်နိုင်ရတဲ့ခွနစ်ကပြောသလိုအဲရတဲ့ခွင့်ရအကုန်ယူဖို့ချောင်းနေတာမင်းတို့ကလည်းမဟုတ်ကဟုတ်ကအကုန်လုံးပေါက်ပန်း၄၀အကုန်လိုက်လေ အကဲအခုဒီဗီဒီယိုဖိုင်နားထောင်နေတူကျွန်တော်ပြောတဲ့စကားမှားလားမှန်ဟမ်တက်တယ်မတက်ဘူးဆိုတာကိုအကယ်၍ဖိတ်ထားတယ်ဆိုရင်တက်တယ်မတက်ဘူးဆိုတာကိုမလေးရှားဝန်ကြီးချုပ်ကမတက်ဘူးလို့ပြောမလားတက်မလားမတက်မတက်မလားမတည်ဘူးလို့ပြောခဲ့ရမယ်ဒါကတော့ဒီမြန်မာနိုင်ငံကဟုတ်လားနော်မင်းအောင်နိုင်ပေါ်မူတည်ပဲပြောမှာပဲသူတို့မဖိတ်ထားတော့တက်လို့မရတာတေချာတဲ့အတွက်မတူမတက်ဘူးဆိုတဲ့စကားကိုပြောတာလေ အဲ့ဒါကိုလူကြီးစကားဟောတန်တမန်စကားသူမတက်ဘူးလို့ပြောတာဟာအဲ့ဒါကိုဘာဖြစ်လဲဟမ်မဖိတ်ထားပါဘူးထောက်ပြောရပါလားအဲ့တန်တမန်ကြည့်လို့မညီဘူးလေမင်းအဲ့တော့နားမလဲလို့လားဟုတ်လားဟောမင်းလော်မှမရှိတဲ့စောက်ချက်အခါခါပွဲတယ်တိတ်တိတ်နေလိုက်ပါကွာမဆောက်ချက်တွေအခါခါပွဲနေပါကြော်ကြုံပြင်းမင်းလုံးမှဟမ်သူ့မှာတက်ဖို့ဆိုပြီးတော့ကောင်းကောင်းဟိုမှာဝိုင်းလော်ထားကြလားအခုလည်းကြာကြာတက်ခွင့်မရတော့စောက်ချက်ပွဲရောဝိုင်းလော်တယ်ဆိုတာလည်းခုနှစ်ကပြောသလိုအစကတည်းကတက်ခွင့်မရှိပါဘူး ဖိတ်လဲမဖိတ်ထားဘူးဘာဖြစ်လို့လဲအဲတစ်ချက်နောက်တစ်ချက်ဆက်ပြောမယ်မလေးရှားဝန်ကြီးချုပ်ကနော်ဒီမူငါးချက်အတိုင်းဆက်လက်ကင်ဆွဲထားမယ်လို့ဆက်ပြောတဲ့စကားဘာကြောင့်တက်ခွင့်မရှိလို့ဆက်ဆက်နေလို့ဒီအာဆီယံတော့ဒီမူငါးချက်ကိုပဲကင်ဆွဲထားတယ်ဆိုတဲ့စကားကိုပြောတာလေအဲ့ဒါဖိတ်ထားတယ်ဖိတ်ထားတာနဲ့မတက်ဘူးဆိုရင်ဒီမူငါးချက်ပဲကင်ဆွဲထားဆိုတဲ့စကားကိုပြောလိုက်တာအကြောင်းမရှိဘူးလေကြောင်မျိုးမင်းတိတယ်မင်းတို့ရက်ပွားမှလာမင်းတွားလေနော် မစ်စင်သိရုံစိတ်တည်နေဖုံးမနေနဲ့စောက်ဆက်နေလည်းမရှိဘူးမင်းတို့အရှင်လေးတက်ချင်မှာမဟုတ်ဘူးဆိုရင်မဖိတ်ခဲ့ဘူးလို့ပြောတာမဟုတ်ဘူးမဖိတ်ခဲ့ဘူးလို့ပြောတာမဟုတ်တယ်တက်ချောက်မဟုတ်ဘူးဆိုတာဒီဖိတ်ခဲ့သည်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကျွန်တော်ရတဲ့ information ကိုပြပြပါမယ်။ဒီဒီညမှာယူလိမ့်မယ်။ခုနဒီစကလုံးလုံးဖားကိုခွဲပြီးသွားပြီဆိုရင်တက်ချောက်ပြောလိမ့်မယ်။အဲကောင်ကဘာကွာမေဟိုနေကဘိုးကြီးမူကြီးက truck နဲ့တွေ့မယ်လို့ပြောပြတယ်။ဘရီးဘရိုက်ပြောအချိချိပြောတာ။ Okay ရတယ်။ truck ကျက်တော့ပြော။တချို့ကိစ္စတွေကကျွန်တော်တို့ကကျွန်တော်တို့သိရတဲ့ information ချိတ်ဆက်ပြီးတော့တချို့ဟာတွေတခါလေးပြောတာ။မဟုတ်မဟုတ်ခဏလေး ခဏလေးမင်းမနေ့ကဟိုပြောထားတာကနိုင်ငံခေါင်းဆောင်တွေရတဲ့အာချက်ကမ္ဘာခေါင်းဆောင်တွေရတူလဲတူရဲ့ပါဝါကိုတိဆောက်နေပြီဖြစ်လို့မင်းအောင်နိုင်ကိုမင်းပြောထားတဲ့စကားတော့တနေ့ကပဲမင်းပြောရတာသူတို့နဲ့ level ဆက်ဆံဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါကြောင့်မလို့ကမ္ဘာခေါင်းဆောင်အလယ်မှာဘူချုပ်ကြီးကအတင့်တယ်တော့မှပစူးချပန်းချတဲ့ကပွင့်တဲ့ပန်းမင်းလည်းပြောခဲ့တာလေအိန္ဒိယဟမ်အမေရိကန်ခေါင်းဆောင်တွေပါတွေ့ဖို့ရှိတယ်ဟမ် ဗိုလ်ချုပ်မူကြီးရဲ့ဟာတကယ်ဒီတိုင်းပြည်ရဲ့အကြက်တဲမှာပေါ်ပေါက်လာတဲ့စူးကြတဲ့ကနေပွင့်လာတဲ့ပန်းတပွင့်လိုပဲမင်းလော်ပြီးတော့ပြောခဲ့တာလေစောက်ရှက်မရှိတာလားမင်းဟမ်အဲ့ဆိုမပြောနဲ့လေအဲ့စကားမင်းမင်းတက်ကမယ်မတက်ကမယ်အဲ့ဒီကမင်းပြောရတာယုံကြည်မှုအပြစ်ခံမှမှုအပြစ်နဲ့တကယ်အစည်းအဝေးကိုတက်ကမယ်အတိုင်းပြောရတာလေတရင်သမားတယောက်ကအဲ့လိုဖာကြလို့ရတယ်ငါမတိလို့ပါမင်းတို့တရင်တော့တွေကတရင်နဲ့ပတ်သက်လို့တရင်သမားနာမည်ခံထားတဲ့လူတွေကဒီနေ့တက်မယ်လို့ပြောတဲ့နိုင်ငံတော် တစ်ခုရဲ့အစည်းအဝေးကိုနော်နောက်နေ့မတက်ပါဘူးမင်းကပြောတာ တက်တက်ပြောတာအဲ့လိုပြောလို့ရလားရမို့ရလားလို့ဟာဗျမ်းပဓာရီပါကွာမင်းတော်တော်စိတ်ပြည့်စရာပဲဒါပေမဲ့နောက်ဆုံးနောက်ဆုံးမိနေနောက်ဆုံးစက္ကန့်နေမှာနိုင်ငံခေါင်းဆောင်တွေတွေ့ရတဲ့အစီအစဉ်တွေနိုင်ငံခေါင်းဆောင်တွေရဲ့အခီးစဉ်တွေဆိုတာနောက်ဆုံးမိနေနောက်ဆုံးစက္ကန့်နေမှာအမြဲတမ်းလိုအပ်တယ်လို့ကတ်လွဲရတဲ့ကိစ္စလေးရှိတယ်ချက်ချင်းထားပြတာဖြစ်တယ်။ဒါကြောင့်ဒါတွေကအမြဲတမ်းစက္ကန့်နေမှလည်းပြောင်းလဲနိုင်နေမှလည်းအချိန်နဲ့မှလည်းပြောင်းလဲတတ်တယ်။အခု तू က he will not be အချမ်းလို့ပြောပြရတော့ဟာ he's he will be a chance ဆိုပြန်ပြောရင်ဘာမှမပြောဘူးဘယ်နဲ့ဩတော်လေးနေတာအဲ့ဒါတော့ပြောရအောင်ဟုတ်လားနာမနေနေတာဟာမနေနေတာတက်မပြန်ပြောဘယ်လုံးမလဲမျော်လင့်တာအခုဒီတုန်းကမျော်လင့်တော့တနာစရာလေးကွာဟုတ်ပြီမပြောနဲ့ဘယ်ရောက်မှမဟုတ်ဘူးလို့ပြောတာအဲ့တော့ဒါကြောင့်ဒီနောက်ကမှမျော်နေစလိုင်းရှိလဲဆိုတော့ကျွန်တော်အချမ်းချင်းအဲတုံးတက်တယ်လို့မှတ်ပါနော်ဟိုတုံးတက်တယ်လို့မှတ်ပါအဲဆိုတုံးတက်တာပဲကောင်းတယ်ဟိုဟိုတိတယ်မဟုတ်တုံးတက်တာပဲကောင်းတယ်ဟိုပါဆိုကြပါဘူးမလေးရှားနိုင်ငံကြီးကြီးကြီးမြန်မာပြည်ဘူဇုံကြီးစုလာတယ်ပြီးခဲ့တဲ့အော်တိုဘာလလေးကလာသွားတယ်လာတဲ့အချိန်မှာဘူဇုံကြီးကအာဆီယံညီလာခံကို တက်ဖို့ကိုလာရောက်ဖိတ်ကြားတယ်လို့ကျွန်တော်တို့ကကောက်ချက်ဆွဲထားတယ်ဖိတ်ကြားတယ်အဲ့ဒီမှာဘုံကြီးမကြီးကတက်ဖို့မတက်ဖို့အကြောင်းပြန်ဖို့ကိစ္စအချက်နှစ်ချက်ရှိတယ်အကြောင်းပြန်ခြင်းမပြန်ခြင်းဘာနဲ့သွားဆိုင်လဲဆိုတော့အာဆီယံညီလာခံစီဝေးတက်အောင်လုပ်တော့သူတက်မှာမဟုတ်ဘူးအဲ့ကြောင့်ဆိုဒီတပွဲလောက်ကိုသွားတက်ပြီးတော့သူ့အတွက်ဘာကြုံးမြရမှာလဲဆိုမေကွန်တက်ချာဒီစနားမယ်နှစ်ချက်ကဘုံကြီးမကြီးအာဒီယံအဒီယံဒီရအာဒီယံအစည်းဝေးတော်မှာတက်မှာအချိုးမရှိဘူးဒီအပွဲလေးတော့တပွဲလားအဲ့ဒါမတက်တာအာဒုက္ခကြီးဖြစ်ကုန်ပြီဆောင်းကြီးဝါကြီး တအားကြီးကျယ်သွားပြီနော်အာနည်းနည်းလေးမဟုတ်တော့တအားကိုကြီးသွားတာနော်ဟာဘယ်ရမလဲအာဆီယံအစည်းအဝေးတော်မှာပက်ချူပါချက်အစည်းအဝေးဖြစ်သွားပြီဟာဒေါ်နယ်ထွန့်တော်မှာအသေးလက်တက်ခင်းတဲ့အာဆီယံအစည်းအဝေးကငါတို့အဘလက်ထက်ရတော့ပါချီပါချက်အစည်းအဝေးဖြစ်သွားပြီနော်ဟာကျော်မှုမင်းဟာမင်းကစောင်းတဘောချသွားပြီကွာပြီးကကတော့မမိလိမ့်မယ်ရုရှားရဲ့ဒီလိုတော့အောင်ခွင့်တွေရောတရုတ်ကအောင်ခွင့်တွေရောနှစ်ခုလုံးသွားတိုင်းမှာဘုမမဘယ်သူတွေနဲ့တီးတန့်တွေ့လဲဆိုတော့မင်းကအဲ့ဒါတွေက တက်တက်ရှိတယ်အဲ့တော့ तू อ่ะဒီတပွဲသွားရင်ဒီကိစ္စတစ်ခုလည်းမသွားတော့ဘူးပဲね तू อ่ะရှင်းပြရင်တော့ဟိုဟိုဘာလဲဆိုတော့ဟိုဘာခေါ်လဲကြွက်ကူရေပါလို့လည်းအမြဲလုပ်တတ်တယ်တစ်ခုတည်းပြောင်းသူပြောင်းလုပ်တယ်အဲ့တော့ဟိုသူဒီကိုသွားရင်ဟိုမှာဒေါ်နယ်ထရမ့်ကဒဲပြောရင်ဒေါ်နယ်ထရမ့်ကမလေးရှားလာဖို့ရှိတယ်အဲ့ချိန်မှာဒေါ်နယ်ထရမ့်မလေးရှားလာရင် तू လည်းမလေးရှားသွားမှာသွားပြည်ရင် तू တက်ဖြစ်ရင် तू တို့နှစ်ယောက်တွဲဆုံဖို့ဆိုတဲ့ကိစ္စကိုညှိနှိုင်းခဲ့တာညီအစ်ကိုရှိတယ် အောက်လိုက်မှညှိနေရှိတယ်ခင်ဗျားတို့မသိတာအဲ့ကြောင့်မလေးရှားကိုလည်းပြနေတာဒီအမေရိကန်တမတ်တမလာပူတင်တမလာဟိုအမေရိကန်မြန်မာတမလာအဲ့ပတ်လေရိုက်ပြီးမလေးရှားကမျက်နှာပွင့်ပြီးတော့အတကုံလိုက်ပြီးညှိနေတာအတကုံလိုက်ညှိနေတာသူကအေရှန်ဖြစ်တော့သူကလိုက်ဒီလုံနေတာအမေရိကန်တမလာရဲ့သဘောထားမြန်မာကသဘောထားအကုံလိုက်ညှိနေတာရှိတယ်ညှိလို့မပြီးမပြီးမပြီးမပြတာရှိတယ်အဲ့တော့အမေရိကန်တမလာနဲ့မြန်မာခေါင်းဆောင်တွေတွေ့ဖို့ကိစ္စကအစင်မပြေတော့ဘူးလို့ယူဆရတဲ့ကိစ္စအချိန်မပြီးတော့ကိစ္စပတ်တော့အမေရိကန်တမလာက20ခွန်မှာဂျပန်ကိုတောင်ကိုရီးယားနဲ့ဂျပန်ဆက်ထွက်သွားမှာဆိုတော့26 20ခွန်28ဆိုတော့၃ရက်မှာဘိုးချုပ်ကြီး26တရက်တည်းတွားရုံနဲ့မပြီးဘူးမပြီးတော့ထရက်နဲ့ဘိုးချုပ်ကြီးနဲ့တွေ့ဖို့ကိစ္စတည်း ဘလို့မှမဆိုင်မဲ့တိလွဲလွဲမဲ့ကိစ္စရှိတယ်အောက်ခြေမှာညှိနေတဲ့ဇာလန်လေးရှိတယ်မင်းရုပ်ပုံမြင်လောက်လဲဆိုလို့ရှိရင်လည်းရုပ်တိရှိအောင်ပြောလေကွာ26တော့မှမင်းအောင်နိုင်တာမင်းအောင်နိုင်ရ26မှတော့မှာမဟုတ်ဘူး26တွားမယ်ဆိုရင်29 28 29တုံးရက်မှာ Donald Trump လာမယ်ဆိုစောင့်နေလို့ရတယ်လေတွဲမယ်ဆိုရင်တွဲခွင့်မရမယ်ဆိုရင်စောင့်နေလို့ရတယ်လေဟောအတိတ်ပဲရှိတဲ့စကားကိုပြောလို့ဒုံမျိုးမင်းဟာမင်းကွာမင်းတို့မီဒီယာဓမ္မဆိုအဲ့လိုကလေးကြည့်လားဟုတ်လား မဟုတ်မီဒီယာဓမ္မတွေဆိုအဲ့လိုကလေးကြည့်ပဲပြောတာဟမ်မင်းတို့တယောက်ပဲစာတတ်တယ်ထင်လားကျော်မင်းမင်းပြည်သူစာမတတ်ဘူးထင်လားဟမ်ဒုက္ခပဲကွာဟိုကမြေရှားလိုဟာမျိုးတွေနှိမ့်တယ်ရှိတယ်အဲ့တော့တချို့ဟာတွေကဘိုးချုပ်ကြီးဒိုချင်တဲ့ဟာ reserve မထွက်တဲ့ခါဒီဘက်ကလည်းတက်တဲ့မတက်တဲ့ချိန်ပြီချိန်တဲ့ခါကျတော့အကြောင်းမပြောင်းမပြောင်းမဲ့နေရင်လည်းမပြောင်းမဲ့နေတဲ့အချိန်မှာပဲ back နဲ့ဆိုဟိုဘက်ကမီဒီယာတခုက news site တွေထားဖို့ပြတယ်တက်ရောက်မဲ့စီးရင်တွေကိုထားဖို့ပြတဲ့အချိန်ဘိုးချုပ်ကြီးနာမည်ပါလာတယ်ပါလာခြင်းအကြောင်းရဖိတ်ကြားတဲ့အထက်မှာစီးရင်တွေမှာရှိနေပြီလားမို့လို့ပါလာတာဖိတ်ကြားရစီမှာရှိလို့ပါလာတာဒါပေမဲ့ ဲ့ဒီချိန်ဩတော်တောင်းဖြစ်တဲ့အချိန်ဒီဘက်ကမြန်မာဆိုးရဘက်ကလည်းဟိုကညှိလို့မရတော့အခြေကြတော့ဒီဘက်ကဖြစ်နိုင်ချင်ရှိုးဒီဘက်ကအဲ့ဒါဆိုရင်တော့ Trump နဲ့တွေ့ဖို့မတွေ့ဘူးသေချာသွားပြီဆိုတော့မတက်တော့ဘူး။ Putin ကလည်းမလာဘူးမတက်တော့ဘူး။ Xi Jinping လည်းမလာဘူးမတက်တော့ဘူး။ Putin လည်းမလာဘူး Xi Jinping လည်းမလာဘူး။အဲ့ဒါဆိုရင် तू ဘာတော့တောင်းမလဲဆိုစဉ်းစားလိုက်။ तू ဟိုမှာ Modi နဲ့လည်းတွေ့ပြီးတယ်ဗျာ Xi Jinping ရော Putin တွေ့ပြီးသားတယ်။ဒါပေမဲ့ तू တွေ့ဖို့ကျတော့ Trump ပဲကျတယ်။ဆိုတော့ Trump နဲ့တွေ့ဖို့ကိစ္စက Putin လည်းမလာဘူး Xi Jinping လည်းမလာဘူးဆိုရင် तू တွားရင်တက်မှာမလားဆိုရယ်ပေါ့ဒီဒီဒီနိုင်ငံရေးအရာစဉ်းစားဖို့ရှိသေးတယ်။တစ်ချက်နောက်တစ်ခုကအခုကာလမှာ तू အာဆီယံတက်ရယ်စီဝတ်တက်ရယ် तू ဝိုင်းပြီးတော့ကြက်မရတာတခုရှိတယ်။ခါမသိဘူးကြက်မရတာတခုရှိတယ်။ ဒေါန်ဆန်းစုကြည်ကိုအတင်းလျှော့ခိုင်းမယ်နော်ကပ်ပြီးပြောမယ်ပြီးရင်ခုကြားဖြန့်ခုလက်ရှိဖြစ်နေတဲ့ကြားဖြန့်ကိစ္စတွေကိုသူ့ဝိုင်းထိုးတယ်ဝိုင်းကြိတ်မှာဒါလောက်ပြဿနာပေါင်းတောင်းချောက်တောင်းပြီးသူ့ဝိုင်းကြက်မယ်ဟာကြီးနဲ့အစည်းအဝေးထဲမှာတောင်းငုံတို့ထိုင်ပြီးနေမလားဒေါ်နယ်ထရန့်နဲ့တွေ့ရမှာမဟုတ်လို့သွားပြီးသိသိခံပြီးသွားနေမယ်ဆိုတော့နေလို့ရရမယ်ဒေါ်နယ်ထရန့်နဲ့တွေ့မတိချာတော့တဲ့နောက်မှာ तू သွားမလားသူ့နေရာမှာခင်ဗျားဆိုစဉ်းစားအဲ့တော့ तू ဒါကြောင့်ကျွန်တော်ထင်တယ်ပုံစံကြီးကမတက်ဖြစ်ဘူးလို့အကြောင်းပြန်လိုက်ပုံရတယ် तू မတက်ဖြစ်ဘူးလို့အကြောင်းပြန်လိုက်ပုံရတယ်အဲ့ကြောင့်မလို့ ਊ ဟောက်ဆုံခံလာပါလားဟောက်ဆုံခံတယ်မတက်ကဘူးဆိုတော့ခင်ဗျားတို့ပါးစပ်ပြီးပိတ်ထားတော့ပိတ်ထားလိုက်ပြီးတော့ နော်ငါတို့အဖကသူကိုယ်တိုင်မတက်တာနော်ဟမ်ဘယ်ရမလဲတေဝမ်းမယ်ရှင်ဝမ်းမယ်မသေးမရှင်ဖြစ်ဝမ်းမယ်ပါတဲ့ငါတို့အဖကိုပဲတက်ခွင့်မရဘူးခွေးနေရမရဘူးလေပါလေတဲ့အဲလောလောဆယ်တော့နိုင်ငံပေါင်း132နိုင်ငံကအတရာ80 sorry အတရာ83နိုင်ငံကနိုင်ငံပေါင်းအားလုံးကလွတ်တော်က CRPH ကိုဟမ်တရားဝင်လွတ်တော်ဖြစ်ကိုစားပြုလိုက်အဲ့ဒါကြတော့ကျွန်မမင်းဘာမှမပြောတော့ဘူးလားအဟမ် ဟာကျော်မျိုးမေးရဲ့မင်းမင်းကငါတကယ်လက်လန်တယ်ကျွန်တော်တို့ဟိုနိုင်ကြောက်ကြီးကျွန်တော်အများတွန်းကိုထွက်လိုက်ပြီဒီနေ့သူရောက်သွားပြီဟိုက तू ကနောက်ဆုံး minute last minute အထိဟိုကြောင့်ကြီးက last minute အထိညှိညှိအောင်မှာပြောမရဘူးဒါကြောင့်မလို့ညှိလို့လောကမရဘူးဆိုရင်ညှိတယ်ဆိုမလေးရှားနဲ့အာဆီယံဆမ်မစ်ကိုညှိတာမဟုတ်ဘူးဟိုကတက်ဖို့ပြတ်မဟုတ်တော့ဘူးအာဆီယံဆမ်မစ်ကအော်တိုသူ့ကိုဖိတ်ထားပြီးသားပြတ်သွားပြီးတယ် तू အဲ့ဒီကျွန်တော်ကြားရတော့မင်းတို့အာဆီယံစီးပြီးတော့ခေါင်းထဲမထက်ဘူးဟာတအားမြင်သွားပြီနော်ဟာလာလာလော်ရယ်လေးမရတော့ဘူးနော်အထူး special ဖြစ်သွားပြီဟာမင်းတို့အာဆီယံစီးဝေးတဲ့ဟိုငါတို့ဘာခေါင်းထဲမထက်ဘူး ဟာလေဆောင်းကဘာ level အာအမေရိကန်တမန် level 5မှာဟာဘယ်ရမလဲဒေါ်နယ်ထရန့်ဆိုတာသူ့အောက်မှာမင်းလှုပ်လိုက်ဘယ်ဒေါ်နယ်ထရန့်ဆိုတာမင်း online အောက်မှာအမ် sorry ငါတို့ဘာဘာမင်း online အောက်မှာဘယ်မင်းတို့ကလဲကြုံလိုက်တယ်ပေသွားမယ်တော့မင်းမတင်မရှင်ဖြစ်သွားမယ်ဘောင်းမိတယ်ဟာမေလိုတောင်းလိုက်တာကွာဟုတ်ပါဘူး Trump နဲ့သူပြေဖို့ညှိလို့ရမရဘူးညှိအောင်မှနောက်ဆုံးမိတယ်ညှိရင်ညှိနေမှာပြောမရဘူးဒါကျွန်တော်မသိနိုင်တော့ဘူးဟိုတော်တော်လေးကလေအမှန်ပါမှာဟိုကုတ်ကြမ်းနဲ့ အဲဖြူလုံးတဲ့အဲ့လိုမျိုးတို့တော်တင်းလာအဲအဲ့လိုပဲသူလည်းအခုတို့ဖြစ်နေတာမမြောက်နိုင်ဘူးဖြင်းဖြင်းရနော်ညိတာညိတာညိတာမဟုတ်တို့ကတချို့ကိစ္စကြိုက်တို့ရဒီကနေ့နဲ့ဆလာ Trump နဲ့တွေ့ဖို့ကိစ္စကိုအသေးအတာလုံးမ်းနေတာအာဆီယံဆက်မိတက်ဖို့လုံးမ်းတာမဟုတ်ဘူးမြန်မာတက်မှာတွေ့မှာလေမြန်မာပြည်မှာတွေ့မှာမဟုတ်ဘူးအမေရိကမှာတွေ့မှာဒါပေမဲ့ဒီနေရာမှာတွေ့ရဆိုတာဖြစ်ဖို့လို့လို့ဒီ result ကိုလိုချင်လို့ဒီနေရာမှာတွေ့ရဖြစ်ချင်လို့ဒီနေရာမှာညိတာဒါအဖြစ်ရတာအဲ့တော့တနေရာမှာပွဲတစ်ခုမှာမဖြစ်မနေဆုံးလို့တိတိတွေ့လိုက်တယ်ဆိုတဲ့ပုံစံဖြစ်အောင်ဖန်တီးနေတယ်အာဆီယံအစည်းအဝေးကိုစိတ်ဝင်စားဖို့ပြောတယ် ဒေါ်နယ်ထရန့်နဲ့တွေ့ဖို့ညှိတယ်ပြောတယ်ကဲဒေါ်နယ်ထရန့်တွေ့ဖို့မညှိအမေရိကန်လိုက်တွေ့လို့မရဘူးလားဟမ်အမေရိကန်ကိုလိုက်တွေ့လို့မရဟုတ်လားကျွန်တော်မင်းကအရှိအဖုံနောက်ကပေါ်ဟိုကပေါ်ဒီကပေါ်မင်းဘယ်ကနေစီဖြစ်နေပြီရှက်စရာကြီးကျွန်တော်မင်းဟမ်မင်းတို့လိုကောင်မျိုးတွေလော်ဘီထားတွားပြီးပေါ့ခွေးဖြစ်ပြီးလော်ကန်ထိတဲ့ကောင်ကတော့ဟမ်တွတ်တူနေနေတာအကောင်သားမင်းတို့လော်မစောက်ချက်တွေအခါခါကွဲနေရတာဟမ်အေးဟုတ်တယ်အာဆီယံစည်းဝေးတက်ခွင့်မရသေးဘူးကွာ နော်အာဆီယံငူ၅ချက်ကိုငါတို့ဘာမှမလုပ်ပေးလို့အဲ့တော့အာဆီယံလည်းမဖက်ဘူးငါတို့ကလည်းစောက်ကူးမဆိုင်တက်ဘူးပေါ့ရပြီအဲ့လားဆိုရင်တော့နည်းနည်းဘယ်လိုပြောအောင်အေးကောင်းပြီအာဆီယံလည်းပြီးမဆိုင်ဘူးပေါ့ဟိုယုံနဲ့လူရဲ့ယုံပါမယ်အခုကမဟုတ်တန်းနေရတယ်ကွာအာဆီယံအစည်းအဝေးကိုခေါ်ထားတာမတက်လို့သူ့မဲ့လူကဒေါ်နယ်ဖရန့်ဒေါ်နယ်ဖရန့်ဆိုတာအမေရိကန်တမထကဘာမှာတကက်စကြဝဠာမင်းဆိုတာအရင်ကစကြဝဠာမင်းဆိုတာဒီနေ့ခင်မှာအမေရိကန်တမထပဲ နော်တကဘာလုံးမှာ top 1စစ်တပ်ကဘရင်နော်ကဘာလုံးမှာအင်အားအကြီးဆုံး top 1ဆိုတဲ့အမေရိကန်စစ်တပ်အဲ့စစ်တပ်ကစစ်ဦးစီးချုပ်အဲ့လိုလူမျိုးတော့မှမင်းတို့ကသွားတွေ့မယ်ဖြစ်နိုင်တဲ့ဇာတ်ကားပြောလေကြော်မျိုးထုံးရဲ့အဲ့ကြော်မျိုးမင်းရဲ့ငါစိတ်ဆင်းရဲပါလားမင်းလဲယူနေတယ်ခမင်းလို့ဟင်းလို့ယူဟာရှိတယ်ဒါတွေကမြုပ်နေဇာတ်နေအဲ့တော့ကျွန်တော်ခုပြောတာကိုဟုတ်လားမဟုတ်လားဆိုတာကိုသက်ဆိုင်ရာဒီကိစ္စကိုကင်တွင်နေတဲ့ case ကြီးတဲ့ပုံပုံတွေကကျွန်တော်ပြုံးစီစီပဲကြည့်နေနေမယ် ပြန်တဲ့အပြင်းလူတွေကတော့ဝေဖန်ကြလို့ဝေဖန်နိုင်မယ်ချင်းချင်းလေးတိုက်သူတွေကကျွန်တော်ဘီယူစားဒါပေမဲ့ကျွန်တော်ချင်းချင်းလေးပြောတာကကျွန်မျိုးမေးပြောလိုက်အကြီးကြီးတော့ကျွန်တော်ဇာတ်လမ်းကြီးကျွန်တော်တချို့လူတွေစဉ်းစားတတ်အောင်ပြပြဟုတ်လားဟုတ်တယ်ခင်ဗျားတို့မေးသွားတာကျွန်မျိုးမေး short မတင်နဲ့အိမ်မြူတော့အောင်လိုအပ်ရင်ကျွန်မျိုးမေးကိုဖုံးလန်းဆက်ကလားဟာမင်းတို့ဘောင်းမေးလေဟာငါတို့ကိုကြီးကျွန်မျိုးမင်းအကိုကြီးကညီလေးတာမတည်ဟမ်အဟမ်းကြည်မင်းအိမ်မြူတော့အောင်လိုအပ်ရင်ဖုံးနေပါလန်းဆက်ကတာစောင့်ချင်မဟုတ်ဘူးနော်နောက်လင်ကတောက်တင်ပြီးမွေးထားတာဟမ်အာ short မတင်နဲ့ဘောင်းမေးကျွန်မျိုးမင်းကိုဟာ အချမ်းပြပြနေတာတက်တက်မတက်တက်ဘုံကြီးတက်တက်မတက်တက်ရေးမကြည့်ဘူးအာဆီယံဆမ်မစ်ကသူ့တို့ရေးမကြည့်တော့ဘာလို့ဆိုရေးကိုမကြည့်တော့အခင်းချင်းကိုရောက်သွားဘာလို့ဆိုသူ့အပေါ်ရောက်သွားအာဆီယံစည်းဝေးရဲ့တွေ့သူခေါင်းတော်သူထဲတော့သူစဉ်းစားနေတာအဲ့ဒါမဟုတ်ဘူးသူစဉ်းစားနေတာနောက်တစ်ဆင့်တကဘာလုံးနဲ့သူချိတ်ဆက်ဖို့ကိစ္စကိုသူစဉ်းစားနေတာအာဆီယံလောက်ကတော့သူခေါင်းတော်ချဲ့တော့ဘာလို့ဆိုအာဆီယံကဘာလုံးနဲ့ချိတ်ဆက်လို့အမှန်ကကဘာလုံးကြီးတယ်ယူမလားငါဖို့ပေးလိုက်မယ်ဟမ်မင်းတို့အပကဘာလုံးနဲ့ချိတ်ဆက်လို့ရအောင်လို့ ဆိုတော့တချို့ကဒါအာဆီယံတော့တက်ခွင့်မရဘူးခုတချို့ဆိုဘယ်နိုင်ငံမှတောက်ခွင့်မရလို့လို့ဘယ်မှမရောက်အမှတ်တရတွေလုပ်နေရတယ်တချို့အုပ်စုကဒါဥမာပူလောင်နေပေါ်လို့ရိုက်နေကြတာဆိုတော့သူက AC ပဲအဲ့ဒါကိုသူတို့မသိကြတာအဲ့တော့ရှင်းပြရင်တော့ဒါတွေအဖြေရှိပါတချို့အဖြေရတချို့အဖြေတွေကကျွန်တော်တွတ်ထားပြီးသားတွေအဲ့တော့စောင့်ကြည့်တော့ဘယ်တခွေခွေမှာတော့ဘူဂျုံကြီးနဲ့ trap နဲ့တခွေခွေတနေရမှာတခုခုမှာတော့တိုက်ဆိုင်သွားနေတွေးကောင်းတွေးကြလိမ့်မယ်ဘယ်နေရာမှာစုံမလဲဆိုတဲ့ဟာမင်းကမလေးရှားကသူ့စီမှာစုံနေချင်ပုံရတယ်ဒါပေမဲ့นี่โลไม่ปิ้วขึ้นมาแล้วだจังไม่รู้ผิดปู่ยาดาเนี่ยดาตะเฉ็ดปอนเนาะนอกตะเฉ็ดก็တော့อเป่เลียก็ตะคู่ไปเปล่าบ่มั้ยอเป่ก็รู้ไปบ่มั้ยตะชู่တော့เคสเนี่ยอ่ะ เนาะအစိုးရမှန်ဖို့ကျွန်တော်တို့မှားပေးရတာရှိတယ်အစိုးရမှန်ဖို့လည်းကျွန်တော်တို့မှားပေးရတာရှိတယ်အဲ့တော့တခါတည်းသူတည်မှားပြောရအစိုးရမှန်ဖို့အတွက်เนาะဟာဟမ်မှားကျွန်တော်မှားတာမဟုတ်ဘူးပညာရှိပါဆိုမင်းတို့က short တက်တယ်ကြော်လို့ဆိုမင်းတို့ကပြောင်ဖို့ပဲတိလာဟမ်မှားကျွန်တော်မှားတာမဟုတ်တက်တက်နော်အစိုးရငါတို့ဘာဘာကြီးမှန်ဖို့အတွက်အာကျွန်တို့ကတကင်းမားလေးထုတ်ပေးရတာပါဟာမေကျွန်တော်ကမတည်ဘူးဆိုတော့ဘာမှမရှိဘူးနော်အဲကြရင်ကျွန်တော်တို့မှားပြီးမှတချို့ကိစ္စလေးဖြစ်လာတာလည်းရှိတယ်အဲကြောင့်မလို့ တချို့ကိစ္စလေးတွေကမှားပေးတာလည်းကောင်းတယ်မှားပေးတာလည်းကောင်းတယ်မှားဖို့လည်းလိုရင်မှားပေးရတာရှိတယ်ဒါလေးတွေတော့သိဖို့လိုချင်ဒီကိစ္စတော့ဘုံတော့အခြားကိစ္စတွေနောင်လာအောင်မယ်နောင်လာအောင်မယ်အများကြီးရှိသေးတယ်အဲ့တော့ဒါလေးပဲပြောရင်ဒီတော့ပါပဲတော်တော်မျက်နှာပြောင်နေကောင်းနေနော်ဆောက်ရှစ်ဆိုတာဘယ်နေရာမှန်းတော့တိမှာမဟုတ်ဘူးအဲစကားတလုံးဆိုမစင်စားဘူးလားမသိငါတရားကြီးကိုတလုံးလီစဲပြီးပြောလိုက်ရင်နော်နားထောင်နေတဲ့လူတွေကတိဝိုင်းငါဘာဖြစ်မလဲငါစောက်ပေါ်ကြီးဖြစ်မလားအဲ့ဒီအတွေးတော့မတွေးဘူးလောက်ကွာကျွန်တော်မင်းရဲ့အကောင်ပြောတာမင်းလည်းညံ့တဲ့လူမဟုတ်ပါဘူးကောင်းတဲ့ဘက်ကို ကောင်းမွန်တဲ့ဘက်ကိုဥတည်ပေးပါမင်းလည်းမင်းမှအရေးရှင်ရှိပါတယ်เนาะကျွန်တော်မင်းအကောင်းပြောတာမင်းတို့လည်းမင်းတို့အရေးရှင်ရှိတယ်ဒါပေမဲ့အဲ့ဒီအရေးချင်းတွေကိုကောင်းမွန်တဲ့ဘက်မှာထုတ်တုံးပါမင်းဒီအတိုင်းတွားရင်မင်းဘဝတွေမဟုတ်ဘူးเนาะမင်းပြန်ပြီးခဲ့တဲ့တာသမီမျိုးဆက်အထိပါချီတော်တဲ့အကုန်ကြမှာအကောင်းပြောတာကျွန်တော်မင်းမင်းငါတဖျားစုပါစေငါရှင်တဲ့စေတနာနဲ့ပြောတာကျော်မျိုးမင်းတားပါဟဲ့ကျော်မျိုးမင်းတမီးပါဟဲ့ကျော်မျိုးမင်းတူပါဟဲ့ကျော်မျိုးမင်းမီးပါဟဲ့ တော်ပြီထွေရဲထွေးငန်ဒီမှာဘောကမင်းလိုချင်တာဟမ်မင်းဘောကတော့ထမင်းတလုံးမခက်ပါဘူးဗမာရှာရှာပါဟုတ်တယ်မလားထမင်းတလုံးစားဖို့အတွက်တော့အဲမင်းသားလေးလည်းအရွယ်ရောက်လာလာတော့မှာပါတောက်ကြတယ်ဘာဖြစ်လို့အဲ့လိုမျိုးအောက်တန်းကျတဲ့အလုပ်တွေကိုစုပြီးလုပ်နေရတာလဲအခုမင်းပြောသွားစကားကြီးကဘာဟာတာတွေခလေးကလားတွေဟမ်နိုင်ငံတကာတစ်ခုရဲ့တစ်ခုအဲ့လိုပေါ်မန်းလေးစင်မရဘူးလေဒီမျိုးမင်းအတိုင်းဝိုင်းနိုင်ငံတကာအတိုင်းဝိုင်းဆိုတော့အဲ့ဒါလေမင်းအောင်နိုင်အဲ့လောက်ပေါက်ရောက်မှာပဲကုလသမဂ္ဂမှာဟမ် CRPA ကိုတရားဝင်လွတ်တော်ကိုစားပြုကော်မတီပါလို့မတက်မခံဘူးကုလတမကရဲ့နိုင်ငံခေါင်းဆောင်စည်ရင်းထဲမှာအတိုင်းပညာပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တမထဥဝင်းမြင့်ဆိုတော့ဒီနေ့ချိန်ကြီးရှိတယ်အဲ့ဒါနဲတဲ့အဆင့်အဖွဲ့ကြီးမဟုတ်တော့ UN တို့ဘက်မှာမင်းမင်းအောင်နိုင်လူရောင်ဝင်အဲ့ဒါလေးကိုအရင်ချိန်ခိုင်းနော်မင်းတို့မင်းအောင်နိုင်ကဘာပေါ်မှာလူရောင်ဝင်နေဆိုရင်ပစံနဲ့အဲ့လိုပေါက်ပန်း၄၀မပြောနဲ့အဲ့ဒါလေးအရင်ရအောင်ချိန်ပြနော်အမေရိကန်တမနာလိုဟာမျိုးလိုမင်းတို့ကလွန်လွန်ကူကူတွားထွက်မယ်။အော်ဒုက္ခပဲဟမ် လမ်းမမှာဖာခန်းနေတယ်ကြုံကြုံမင်းမင်းမဟုတ်ဘူးတိလာခေါ်ကျဲခေါ်လို့မရဘူးရှင်းလားမင်းမဆိုတော့တစ်ချောင်းနှစ်ထောင်ဆိုရင်ခေါ်လို့ရရမယ်တိလာနော်ဒါခက်ရဲရဲငါပြောမင်းနာအောင်ပြောတာနာအောင်ဆဲမှာမင်းတို့ကောင်းပြီစောက်မှတ်ရှိမှာဒါလည်းမင်းတို့မှတ်မှာမဟုတ်ဘူးပုံမလေးစေဘယံမလာလေအဲ့လိုမပြောပါနဲ့တိလာနော်အခုမင်းတို့ကောင်းပြောလေငါတို့တော်လိုင်းပဲလမ်းမဆိုငါလက်မခံဘူးတိလာဒါလို့စပ်ပေါက်ကြီးရဟိုမဟုတ်တော့အဟုတ်လို့ငါတို့ဘက်မှာလည်းလာမပြောနဲ့ဟာကိုစီတို့တော်နိုင်ဘက်ကိုကွာအခုငါတို့လော်ဒီလော်ပေးမယ်လာလာတော့ဒီလက်ခံမလားလို့ နော်ငါတို့တော်လိုင်းဘက်မှာရှိတယ်ပေါက်ကေးကအဲ့လိုမဟုတ်ကပြောလို့ခဏပဲတောက်ကြရင်ပြည်သူကလက်မခံဘာလို့ဆိုပြည်ငါတို့ဘက်လို့ပြောလိုက်တာဒီငါတို့မှာဘက်မရှိဘူးပြည်သူသားလင်းအဓိကအဲ့ဒီပြည်သူကမှန်ကန်တဲ့ရိုးသားတဲ့ဖြောင့်မှန်တဲ့အနစ်နာခံတဲ့စွန့်လွတ်တဲ့ကောင်းမွန်တဲ့လူကိုဝင်းရထားမှာပဲဒါပေမဲ့ပရိသတ်ဆိုတဲ့ဟာမျိုးကတော့ဒေဝတက်လည်းအပိယတ်နဲ့ပဲအချွတ်မတော့တဲ့ဒေဝတက်မှာလည်းပရိသတ်နဲ့ပဲနော်မာနတ်မှာလည်းပရိသတ်နဲ့ပဲမြတ်စွာဘုရားမှာပရိသတ်ရှိတာမဟုတ်ဘူး နော်အာသူတို့လည်းအပိဋ္ဌပြည့်နေတာပဲအဲ့တော့ပိဋ္ဌငါမှပိဋ္ဌရှိတယ်ဆိုရင်ကိုပိဋ္ဌကိုကြည့်ပေါ့နော်ဘဒူတွေကတော့ဒိဋ္ဌိတွေလဲဟုတ်တယ်မလားကိုကိုကြည့်အဲ့တော့အဲ့ဒါလေးပဲပြောချင်တယ်အခုကမင်းဟာကြီးကဗေဟံမတားကြီးကွာတက်တက်နေလိုက်ပါလို့မင်းမင်းတက်တက်နေလိုက်ပြီးတော့သူ့အတူဒီတိုင်းနေနေတာကိုခံကုန်ဒီတော်လိုင်းဘက်ကလူတွေပြောတရက်နှစ်ရက်ပဲပြောက်သွားလိုက်တယ်အခုမင်းကအဲ့လိုမျိုးထပ်ဖော်လိုက်စောက်ချက်တွေတစ်ခါထပ်ကွဲလိုက်လူများတွေကထပ်ပြောလိုက်ဆိုတော့ အမအမဒစ်လဲနေပြီမင်းအောင်လိုက်ဘွားဟမ်တောင်းလိုက်တာငကိုတည်းကလူစင်မမီတဲ့ဘွားမင်းအဲ့လိုလှုပ်တာနဲ့နေပို့ပြီးစောက်ချက်ပွဲနေဒါပုံစံကြည့်တာကျော်လုံးမင်းကဖဲကြီးများလားမသိတာစအေးဟုတ်တယ်အခုမှတိတယ်ကျော်လုံးမင်းကဖဲကြီးများလားမသိဘူးနော်ကျွန်တော်တို့ကစုပ်ပြီးပြောနေတာအခုတူတူလှုပ်တဲ့ဘွားကစောက်ချက်အခါခါပွဲအောင်လှုပ်နေတာကျွန်တော်တို့ပြောရင်ဆိုရင်တော့မအားဒီကောင်နေ့တိုင်းဒီအကြောင်းပြောနေတယ်ပြောအောင်လေဟုတ်တယ်နော်ဟောမဖိတ်လို့မသွားဘွားပြီးပြီကွာအခုကတူလှုပ်နေမှာပဲမင်းအောင်လိုက်အခါခါစောက်ချက်ပွဲနေရတာဟမ် ဖယားကြီးကမြေကြောင်မျိုးမင်းရှော့မတော့နဲ့နော်ဖယားကြီးဆိုရင်တော့နည်းနည်းပါးပါးဝိုင်းအပ်ပေးလိုက်ကြပါဗျာနော်သူ့တနာပါတယ်ဘူးလက်လက်ဆွဲအနိုင်ကျင့်တာအမြဲတမ်းသူ့ဘူးလက်လက်ဆွဲတော့မတော်ဆန်ရဲဘူးမတော်လို့ဘူးလက်အာနာရိုက်သူ့ဖင်ချခံနေမှကြောက်တော့ငြိမ်ဘူးလက်ဆိုသခုံးမပြန်ပြောရဲဘူးဘယ်တပြစ်လူလည်းပြန်ပြောကြည့်ပါလားဟမ်ဘူးလက်ကအခုတုပြောခဏခါရှိနေပြီလေဟမ်ဟိုကိစ္စတွေနောက်ပြီးတော့အဲ့လိုတင်းနေပေါက်ခဲ့ပြောတဲ့ကိစ္စတွေဟမ်ပြီးလို့ရှိရင်ဟိုရွက်စစ်ကြီးကိုသွားပြောတဲ့ကိစ္စတွေဘူးလက်သူ့နာမည်ကင်ပြီးစောနေတာဟာယူသူ့သခုံးပြောရဲလားမပြောရဲဘူးလေ အာအသေးကြောက်တယ်ဘူးလက်တို့စောက်ယူလူလူမျိုးတော့ကြောက်လို့စဉ်းစားကြည့်အာကျော်မျိုးမင်းဘောကဖြစ်နေတဲ့ဘောကကြည့်အောင်အဲ့တော့ဗာအသေးလိုက်ပြီးတော့ဘောမှဘောကလည်းဟိုပျော်ကြနေတော့ဒီကပျော်ကြလိုက်မှဟိုမှမှဒီကမှမှလို့မနိုင်ဖြစ်နေမှာဟမ်အော်အဲ့ဒါမင်းအောင်ကြည့်နော်ကျွန်တော်ပြထိနော်အဲ့တော့ဒီကောင်တွေဖက်ချမ်းဟာကြည့်လိုက်ဘယံပဓာရီပေါက်ပန်းလေးတည်းပဲအဲ့ဒီပေါက်ဘယံပဓာရီကြားထဲမှာအမ်တာယာနေကြသူတို့ဘွားဟိုးတကယ်ထားပေးချင်ပါလေအကောင်းဆုံးမြောက်မြန်မာပြည်ဆိုပြီးတော့လေအဲ့တော့မင်းအောင်မှအုတ်ထုတ် ပြီးတော်မျိုးမင်းတို့ဘာလို့ကအမအမဦးစီးအကျော်စိုးကျော်စိုးဦးလို့ငပောက်တို့အမ်ငပောက်ကသာသနာပြုအမဟမ်ဘာဖြစ်ကုန်မလဲလွတ်ပေးထားခြင်းနဲ့ဒါဒီဘက်တော့ကြောမလာနဲ့မင်းတို့မင်းတို့ကမ္ဘာနိုင်ငံများအလုံးငါတို့တောင်မြန်မာအောင်လာလို့ရတယ်တကမ္ဘာလုံးမှာမြောက်မြန်မာတစ်ခုနေလာခွင့်မရှိဆိုတော့ဟာမျိုးကတ်တတ်ပေးထားမှာနော်အဲ့လိုထားခြင်းနဲ့ကျွန်တော်